2011ကစပြီးထိုင်းနဲ့မြန်မာကြား MOU လက်မှတ်ရေးထိုးခဲ့လို့မြန်မာလူသားတွေတရားဝင်တင်ပို့ခဲ့ပေမဲ့အလို့သမားတွေဟာစားကြုံးနဲ့လက်တွေအခြေအနေကွာခြားမှုတွေလောကကောင်းမှုဖြတ်မှုတွေခင်းကျောက်ခံရတာတွေကြုံတွေ့နေရပြီး agency နဲ့တန်ယုံရဲ့တာဝန်ယူဖြည့်ရှင်းမှုလည်းမရှိဘူးလို့ MOU စနစ်နဲ့တွားရောက်ခဲ့တဲ့လူသားတွေကိုယ်တိုင်ပြောနေကြပါပြီ MOU စနစ်မှာတာဝန်ရှိသူတွေအနေနဲ့လုပ်ငန်းခွင်ရဲ့တတ်မှတ်ချက်နဲ့ကန့်ညီမှုရှိမရှိဒီဘက်နိုင်ငံကလေးကစစ်ဆေးဖို့လိုပြီး တဖက်နိုင်ငံရောက်သွားတော့လေအလုသမားတန်အရာရှိနဲ့တင်ပို့တဲ့ agency တွေကလုံသားတွေရဲ့ပြဿနာကိုစေတနာထားဖြေရှင်းပေးတာမျိုးမရှိဘူးလို့ဂျွန်လေးရဲ့နေ့မြန်မာ channel ကွန်ရက်မှာလုတ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ MAD ကဥကြော်တောင်းကပြောပါတယ် MOU နဲ့အလုသွားလုပ်တဲ့လုံသားတွေရဲ့95ရာခိုင်နှုန်းတော့ဟာအခက်အခဲဖြစ်နေကြပြီး agency တွေကလည်းစာချုပ်အတိုင်းမလိုက်နာကြပဲလူပို့ရပြီးရောလုပ်နေကြတယ်လို့ဆိုပါတယ်ကျွန်တော်တို့အတွေ့အကြုံရဆိုလို့ရှိရင်90 ငါရာခိုင်နှုန်းလားအလို့သမားတွေကအခက်အခဲအများကြီးနေတဲ့ကြုံတွေ့နေရတယ်။အလို့သမားအာဏာပိုင်တွေနဲ့ agency တွေနဲ့ဆက်ရွက်စာတမ်းအပေါ်မှာမူတည်ပြီးတော့မှသွာလာနေတယ်။ဒါကြောင့်မို့လို့အလို့သမားတွေဒုက္ခနေတယ်။နံပါတ်1တစ်ချက်ဒီဘက်မှာနေပြီးတော့မြောက်ကရာမှာဟိုမြောက်တကုံမှာဟိုပင်လုံခိုင်းမှာစာချုပ်ချုပ်တယ်။အဲ့ဒီစာချုပ်တွေကိုအလို့သမားတွေမပေးလိုက်ဘူး။စာစာချုပ်ပါစည်းကမ်းအတိုင်းမလုပ်ပဲနဲ့မြောက်ပဒီရောက်တော့တမျိုးဖြစ်သွားတယ်။မိစ္ဆာရောက်တော့တမျိုးဖြစ်သွားတယ်။ခန်းရောက်တော့တမျိုးဖြစ်သွားတဲ့အတွက်သူတို့ရဲ့အဓိကအီမန့် ချက်ကအလုံးသမားအစီပြေရေးမဟုတ်ပေနဲ့လူတွေကို ထိုင်းကိုပို့လိုက်ရင်ပြီးရောဆိုတဲ့ပုံစံမျိုးဖြစ်နေတဲ့အတွက်အလွန်ဆိုးရပါတယ် MOU စနစ်မှာအလုပ်သမားတွေအတွက်စာချုပ်သက်တမ်းပြည့်ရင်လွတ်လွတ်လပ်လပ်အလုပ်ပြောင်းခွင်တွေနဲ့အလုပ်ခွင်ကလုပ်သားတွေရဲ့အခြေအနေကို၃လတစ်ကြိမ်စစ်ဆေးမှုတွေလုပ်ပေးတဲ့နယ်လို့ပြောပါရယ်။တရားဝင်သွားရင်တစ်ဖက်နိုင်ငံကအလုပ်သမားတွေနဲ့ဒန်းတူခွင့်ရရမယ်ထင်လို့ထိုင်းနိုင်ငံမှာသွားရောက်အလုပ်လုပ်ခဲ့တဲ့ကိုရန်အောင်တိုးဟင်းကတော့ MOU စနစ်မှာမြန်မာလုပ်သားတွေပေါ်အ အလုသမားတန်အရာရှိတွေနဲ့အေဂျင်စီတွေရဲ့ဆက်ဆက်မှုတွေကြောင့်တရားဝင်လူကုန်ကူးခံရတယ်လို့ခံစားနေရတယ်လို့ဆိုပါတယ်။အခက်အခဲဖြစ်တဲ့အခါတန်ယုံအကူအညီသာရရင်မြန်မာအလုသမားတွေကိုဘယ်သူမှအနိုင်ကျင့်နိုင်မှာမဟုတ်ဘူးလို့ပြောပါတယ်။ငါတို့အဖွဲ့အစည်းကငါတို့နိုင်ငံကလွတ်ထားတဲ့အဲတန်အရာရှိတွေရဲ့ဟဲ့လားညစ်ပတ်မှုကြောင့်နော်လက်ဆောင်မှုကြောင့်ဟောသူတို့ကဒီလိုထွက်လာပြလားအမိုးယူဟာကျွန်တော်အမြင်ပြောရမယ်ဆိုရင်ပေါ့နော်တရားဝင်လူပုံကူးခံရတဲ့အဖွဲ့အစည်းလို့ကျွန်တော်ထင်ပါတယ်ခင်ဗျာ ဒီတန်ယုံမှာတာဝန်ရှိတယ်ပေါ့နော်ဒီအလုံသမားတန်အရာရှိတွေရဲ့နော်ဟိုကျွန်တော်တို့ဘယ်လိုပြောမလဲဆိုလက်ပေးလက်ယူမှုကြောင့်လို့ကျွန်တော်ယူဆပါတယ်ချင်းချင်းကြလဲပြေးနိုင်ပါတယ်ပေါ့နော်သူတို့သာတကယ်လို့မှန်မှန်ကန်ကန်လုပ်ပေးမယ်ဆိုရင်ပေါ့နော်ကျွန်တော်ဒီမြန်မာဒီ MOU အလုံသမားတွေအပေါ်ကိုညီသူများမှာပေါ့နော်နိုင်တဲ့စီးနေလက်မပြူရဲပါဘူးလက်ရှိအခုအချင်းချင်းအချင်းတွေရဲ့နိုင်တဲ့စီးနေမပြူရဲလို့ကျွန်တော်ထင်ပါတယ်ခင်ဗျာ